နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ရခိုင်မြောက်ပိုင်းကမွတ်စလင်ဒုက္ခသည်တွေအတွက်အရင်ကလိုနိုင်ငံအများအပြားကငွေကြေးထောက်ပံ့ဖို့ဆန္ဒမရှိတော့တာကြောင့်ရန်ပုံငွေရရှိဖို့ခက်ခဲလာတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးအရာရှိချုပ်ရဲ့သတင်းပြန်ကြားရေးအတွင်းဝန်ကပြောကြားလိုက်ပါတယ်။ရန်ပုံငွေကောက်ခံမှုခက်ခဲလာတာကိုမြင်တွေ့လာရပြီးတော့နိုင်ငံတော်တော်များများကရန်ပုံငွေမပေးချင်ကြတော့ဘူးလို့သူကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရတည်င်းထုတ်ပြန်ရေးအတွင်းဝင်ဆော်ဖီကောအလန်ကယောမမျိုးမှာကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘာစားနပ်ရိက္ခာဖိုရမ် WFF မှာဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်မိုဟာမက်ယူနစ်နဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ယာယီအမှုဆောင်ဒါရိုက်တာတို့အကြားဆွေးနွေးမှုတွေကိုကိုကကအခုလိုပြောဆိုခဲ့တာလို့သိရပါဗျ။ရခိုင်မှာ2024ခုနှစ်ကတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနောက်ထပ်လူပေါင်းသသိန်းခွဲ ရောက်ရှိလာခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်တိတသမ၃သန်းကိုလက်ခံကူညီဆောင်ရွက်ပေးနေရတယ်လို့သတင်းစာရှင်းလင်းပွဲအတွင်းမှာဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒီဒုက္ခသည်အရေးကိုကန့်တွေ့ဖြစ်ရှင်းတာဟာလည်းကြီးမားတဲ့အလုပ်တစ်ခုဖြစ်နေပြီးရန်ပုံငွေများစွာလိုအပ်တယ်လို့လည်းသူကဆိုပါတယ်ရှင်။